င်္ဂလာပါရှင်တင်းနေလိုက်တဲ့တင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်တင်းတွေကတော့တင်းနေလိုက်တိုင်းမှာအခုလအတွင်းရက်ရှည်မိုးရွာနိုင်ပြီးမိုးများနိုင်တဲ့အကြောင်းမွန်မှာတကြံပွဲတော်ကျင်းပဖို့စစ်ကောင်စီဆက်လုပ်နေတဲ့တင်းဒိုဝဲခရိုင်တစ်ခုလုံးဧပြီတလတာအချိန်ပိုင်းလျှက်စစ်မီပြတ်မဲ့အကြောင်း ရေဖြူကစာဒီရွာကိုရောက်နေတဲ့စစ်ကြောင်းကရွာသားတချို့ကိုဖမ်းဆီးခဲ့တဲ့တည်င်းအပါအဝင်ငလျင်ပေးနောက်ဆုံးရအခြေအနေစတဲ့တည်င်းတွေကိုနှာစင်ရမှာပါရှင်ပထမဆုံးတည်င်းတစ်ပုတ်အနေနဲ့ကတော့စစ်ဘေးရှောင်ခုနှစ်တန်းလောက်ရှိနေတဲ့တင်းင်းသာရီတိုင်းထဲဧပြီလပထမ10ရက်အတွင်း4ရက်ကနေ10ရက်အကြာမိုးရက်ရှိရွာနိုင်ခြေရှိတယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလောက်ဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါဗျ။ ဧပြီလတဲ့နှစ်စဉ်ပုံမှန်ရွာသွန်းနေကြထက်မိုးပူရွာနိုင်တယ်လို့ခန့်မှန်းထားတဲ့အတွက်စစ်ပေးရှောင်တွေအခက်ခဲကြုံလာရမှာဖြစ်ပါတယ်။တည်င်းအပြည့်စုံကိုတဝဲဝက်ဝိုင်းတော်သားတဦးကပြောပြပေးသွားမှာပါရှင်။စီဗေရှင်ခုနတော်လို့ရှိနေတဲ့တရင်တိုင်းတိုင်းမှာဧပြီလပထမ10ရက်ပတ်တဲ့6ရက်ကနေ10ရက်ကြာမိုးရက်ရှိရွာနိုင်ခြေရှိတယ်လို့မိုးစလာကထုတ်ပြန်ပါတယ် ်ဧပြီလတဲ့နှစ်စဉ်ပုံမှန်ရွာသွန်းနေကြတဲ့မိုးပုံမိုးရွာနိုင်တယ်လို့ခန့်မှန်းထားတဲ့အတွက်စစ်ဘေးရှောင်တွေအခက်အခဲကြုံလာရမှာဖြစ်ပါတယ်ရန်ကုန်အေယော်ဒီကချင်ကရင်မွန်စတဲ့တိုင်းနယ်ပြည်နယ်တို့မှာလည်းတရင်တိုင်းတိုင်းလိုပဲမိုးရွာသွန်းမှာဖြစ်ပြီးပုံမှန်ထက်မိုးရွာနိုင်တယ်လို့ဆိုပါတယ်ငလင်းဘေးတင်ဒေသတွေဖြစ်တဲ့မန္တလေးစကိုင်းနေပြည်တော်တို့မှာလည်းမိုးရွာနိုင်ပေမဲ့ဧပြီလမှာရွာသွန်းနေကြမိုးရင်ခြေတဲ့ရွာနိုင်နိုင်တယ်လို့ဖော်ပြထားပါတယ် တရင်တိုင်းတဲမှာဒဝဲထူးစီဝဲဇုံဧရိယာအနီးဝန်းကျင်တစ်ခုလို့ကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာပါတနင်္သာရီမြို့နယ်ပလောမြို့နယ်တွေမှာလည်းတိုက်ပွဲတွေစစ်ကြောင်းထိုးတာတွေကြောင့် OA စွန့်ခွာထွက်ပြေးရသူတွေများပြားရှိနေပါတယ်မွေးရွာတော်လာရင်စစ်ဘေးရှောင်တွေအတွက်အမိုးကာလိုအပ်ချက်လဲမြင့်တက်လာမှာဖြစ်တယ်လို့စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေကဆိုပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာငလျင်တန်အပြင်းထန်ခံစားနေရပြီးလူသေဆုံးတာတွေရှိနေပေမဲ့မဟာဒကြံပွဲတော်ကျင်းပနိုင်ဖို့စစ်ကောင်စီကပြင်ဆင်တာတွေဆက်လုပ်ဆောင်နေပါတယ်။ဒကြံပွဲတော်အတွက်မွန်ပြည်နယ်စစ်ကောင်စီကမွလမြိုင်မြို့ကန်းနာလန်တျောက်မှာဗဟိုမန်တပ်အပါအဝင်ဌာနဆိုင်ရာမန်တပ်တွေကိုဧပြီလ၁ရက်နေ့ကစပြီးစောင့်နေကြတယ်လို့မြို့ခံတွေကပြောပါတယ်။ တကြံပွဲတော်ကာလစီကားစေဖို့အတွက်မလမြိုင်မြို့မှာလမ်းလျှောက်တကြံပါထဲသွင်းကျင်းပသွားမယ်လို့စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကမတ်လ25ရက်နေ့မှာပြုလုပ်တဲ့မြမရိုးရာမဟာတကြံပွဲတော်လုပ်ငန်းညှိနှိုင်းစည်းဝေးမှာညွှန်ကြားထားတာပါအခုနှစ်မဟာတကြံပွဲတော်ကိုစီကာတက်မြိုက်ပြီးအောင်မြအောင်ကျင်းပနိုင်ဖို့အတွက်လုပ်ငန်းကော်မတီ15ခုကိုလည်းပြည်내စစ်ကောင်စီကဖွဲ့စည်းတာဝန်ပေးအပ်ထားပါဗျာ။ ဒါအပြင်တကြံပွဲတော်အတွက်ပြည်내စစ်ကောင်စီကစီးပွားရေးလုပ်ငန်းရှင်တွေစီကနေငွေကြေးတောင်းခံတာတွေရှိနေပါတယ်ပြည်내စစ်ကောင်စီကပြည်내အဆင့်တကြံပွဲတော်ကျင်းပဖို့ပြင်ဆင်လှုပ်ဆောင်နေပေမဲ့လည်းနေဖက်မှာပြည်သူတွေကတကြံပွဲတော်ကျင်းပဖို့အစီအစဉ်တွေဖြတ်သိမ်းတာတွေလည်းရှိနေပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ဒဝဲခရိုင်မှာဧပြီလ1လလုံးအချိန်ပိုင်းလျက်စစ်မီးပြတ်မယ်လို့ခရိုင်လျက်စစ်ဌာနကထုတ်ပြန်ထားပြီးဒဝဲခရိုင်ကိုအုတ်စုနှစ်စုခွဲပြီးအလှည့်ကျတပ်အားဖြန့်ဖြူးပေးမယ်လို့သိရပါတယ်။တည်င်းအပြည့်စုံကိုဒဝဲဝက်ရှဝိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။ဒဝဲခရိုင်မှာဧပြီလ1လလုံးအချိန်ပိုင်းလျက်စစ်ပြတ်မယ်လို့ခရိုင်လျက်စစ်ဌာနကထုတ်ပြန်ထားပါတယ်။တမ်းမမှာရှိတဲ့သဘောတံခွေတို့အင်ဂျင်နှလုံးပြူကျင်နေရလို့ဖက်စစ်အုံများဆိုအခြေဖြစ်တဲ့ မနေ့၄နိုင်ခွဲကနေ၉နိုင်ခွဲအထိကိုလက်စစ်ဝန်အားလျှော့ချမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုဝန်အားလျှော့ချတဲ့အချိန်မှာတဝဲခဲကိုအုပ်စုနှစ်စုခွဲပြီးအလဲကြဓာဖြန့်ဖြူပေးမှာဖြစ်တယ်လို့မြို့နယ်လက်စစ်အင်ဂျင်နီယာကပြောပါတယ်။မနေ့ကလည်းရှားတဲ့ဥရုပူပြင်းဆုံးဖြစ်တဲ့အေပရလာမှာတဘောတန်ဝင်တို့အင်ဂျင်တွေပြတ်သွားလို့ဒဝဲခဲမှာလက်ချီလက်စင်မီပြတ်တောက်ခဲ့ဖူပါတယ်။အဲဒီတော့ကလည်းလက်စစ်တားကိုအုပ်စုခွဲဖြန့်ဖြူခဲ့ဖူပြီး ထုတ်ပြန်သည့်ပိတ်ထားတဲ့အခြေစရာအတိုင်းအတိအကျလှစ်စစ်တအားမပေးဝေးနိုင်တဲ့အတွက်ဝေဖန်ခံရပူပါလေနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရေဖြူမြို့နယ်ဇာတိကျေးရွာအုပ်စုကိုမတ်လ31ရက်နေ့ကရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာဇာတိနဲ့ခေါင်ပြန်ရွာကရွာသားတချို့ကိုဖမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။သတင်းအပြည့်အစုံကိုဒိုဝဲဝက်ဝိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ ရေဖြူမြို့နယ်ဇာဒီကျေးရွာအုပ်စုကိုမက်လ31ရက်နေ့ကရောက်လာတဲ့စက်ကောက်စီစက်ကြောင်းဟာဇာဒီနဲ့ခေါင်ပြန်ရွာကရွာသားတချို့ကိုဖမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ခေါင်ပြန်ရွာကအမျိုးသား၃ယောက်နဲ့ဇာတိရွာသားတချို့အဖမ်းခံထားရတာပါဖုန်းနဲ့အင်တာနက်လိုင်းဖြတ်ခံထားရလို့ဇာတိရွာမှာလူဗန်းအူအဖမ်းခံထားရတယ်ဆိုတာကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ် စက်ကောက်စီစက်ကြောင်ဟာဇာဒီအုပ်စုထဲဆက်ရှိနေပြီးရင်းနှစ်စိတ်ကမ်းရှိတဲ့နဘူးလေဒေတာဘေးရောက်နေတဲ့နောက်ထပ်စက်ကောက်စီစက်ကြောင်တစ်ခုနဲ့တွားရောက်ပူပေါင်းနိုင်တယ်လို့ဒေတာခန့်တွေကခန့်မှန်းနေကြပါတယ်မလ31ရက်နေ့ကတည်းကဝင်လာတဲ့စက်ကောက်စီစက်ကြောင်းကြောင့်ဇာဒီကျေးရွာအုပ်စုထဲကကျေးရွာ9ရွာထက်မနည်းနေရက်ဆော့ခွာထွက်ပြေးနေကြရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့အင်အားပြင်းငလျင်လှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ရီတာစကေး9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့်မြန်မာနိုင်ငံမှာထိခိုက်ပျက်စီးသိကျမှုတွေအလွန်များပြားခဲ့ပါတယ်။ဧပြီလ10ရက်နေ့မနေ့ပိုင်းအထိရရှိထားတဲ့အချက်အလက်တွေအရငလျင်ဒဏ်သိမ်းတဲ့သူအရေအတွက်ဟာရှစ်တန်းခွဲကျော်ရှိနေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။ငလျင်တန်းကြောင့်ထိခိုက်ပျက်စီးမှုများတဲ့အတွက်ပြည်သူတွေအခက်အခဲများစွာကြုံနေကြရပါတယ်။ဒီလိုအခြေအနေမှာပျက်စီးသွားတဲ့ဒေသတွေ တော်လိုင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေတာတွေကိုပိတ်ပင်ဟန်တာတာမရှိဘဲဝင်ရောက်ကူညီခွင့်ပေးဖို့နိုင်ငံတကာအဖွဲ့တွေကတောင်းဆိုထားပါတယ်။ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုယုံလူအခွင့်အရေးစောင့်ကြည့်အဖွဲ့နဲ့နိုင်ငံတကာပဏိပခလေးလာစောင့်ကြည့်ရေးအဖွဲ့တွေကစစ်ကောင်စီကိုတောင်းဆိုလိုက်တာလို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာငလင်ကြောင့်တည်ဆုံးသူအရေအတွက်2886ဦးအထိရှိလာပြီး4600ကျော်ဒဏ်ရာရထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါဗျ။ ခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dwell Watch Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။